ဘာသာအမွေကျွန်းလင်းနိုင်ပါစေသာသမီတွေရဲ့ဘဝနဲ့ပတ်သက်ပြီးတော့ပူတယ်ဆိုရပါစို့ပူရင်လည်းပဲမညှမတတာစဉ်းစားလိုက် သူတို့လည်းပဲတည်ရမယ့်အကောင်လေးတွေတည်ရမယ့်လူလေးတွေစိတ်ထဲမှာဘလောက်ရှင်းသွားမလဲဆိုတာကိုလက်တွေ့လုပ်ကြည့်မှသိမှာနော်ဘုန်းကြီးကမင်္ဂလာမရှိတဲ့စကားပြောနေအောင်မင်္ဂလာမအလွန်အလွန်မင်္ဂလာရှိတဲ့စကားပြောနေတာနော်မှန်ကန်မှုလောက်မင်္ဂလာရှိတာပဲရှိမလို့ဟုတ်လားစဉ်းစားနော် ဒါကိုဘေးရလူတွေအကုန်လုံးကိုလည်းပဲသေလူလို့တွက်တာကိုတို့ရဲ့စိတ်ထဲကိုဒုက္ခအပေးနိုင်ဆုံးလူတွေဟာဘယ်လိုလူတွေလို့ထင်လဲကိုအရင်းနှီးဆုံးလူတွေပေါ့ဟုတ်တယ်မဟုတ်လားကိုအချစ်ဆုံးလူတွေကိုတန်ရုံးစဉ်အရှိရဆုံးလူတွေဆွေတွေမျိုးတွေနည်းနည်းလေးဝေးသွားလေးလေးဒုက္ခပေးနိုင်မှုအားနည်းလေးလေးနီးလာလေးလေးဒုက္ခပေးနိုင်မှုကြီးလေးလေးပဲစဉ်းစားကြည့်လေး ကိုယ်စိတ်တွေချိန်ပါများဆိုတာပူနေရတာဘုစုတွေပူနေရတာတို့အဲ့လူတွေပဲဟုတ်လားဒါမှမဟုတ်သေခြင်းကိုစဉ်းစားရင်ပထမဒုက္ခအပေးနိုင်ဆုံးကိုယ်ဘဝအကြောင်းကိုယ်အရင်စဉ်းစားငါဟာသေလူတယောက်ဖြစ်တယ်သေကိုယ်တရားလိမ့်မယ်ဘလုံးဝရှောင်လို့မရဘူးသေပြီဆိုတာနဲ့ဒီဘဝရဲ့နော်အခြေအနေကောင်းတယ်ပဲပြောပြောမကောင်းဘူးပဲပြောပြောမကောင်းတကောင်းပဲပြောပြောပြောချင်တာပြောအဲ့ဒါတွေအကုန်လုံးဟာပြီးသွားလိမ့်မယ်ဟုတ်လား ဲ့လိုဆိုရင်ကျင်တဲ့လူတွေကိုလည်းအဲ့လိုညံတဲ့ကရှင်းထုတ်နိုင်မှုလို့လေ။တော့သာသမီတွေကိုဝေးရဆွေတွေမျိုးတွေလှုပ်ဖို့ကံပဲတည်းအကုန်လုံးပေါ့လေ။အကုန်လုံးဘလို့အောင်မရတော့။သေလူတွေသူတို့လည်းဘယ်ချင်းသေမဲ့တောင်မသိနိုင်ဘူး။ငါရင်သေမလားငါတော့သေမလားဘူးမတိတိကျကျမသိနိုင်ဘူး။အဲ့ဒီအမှန်တရားကိုဘုံဘုံတို့ဟာပယ်ပယ်နေနေစဉ်းစားအဲ့ဒီစဉ်းစားလို့ရလာတဲ့အသိဉာဏ်ပညာဟာစိတ်နှလုံးရဲ့ပူလောင်မှုကိုဘလောက်ငြင်းအေးစွာသေးမလဲဆိုတာကိုလက်တွေ့သိအောင်လုပ် ဟုတ်လားပြီးလို့ရှိရင်လေခွေးလေးတွေကြောင်းလေးတွေမြင်နေရတာလေးတွေအကုန်လုံးပေါ့နော်ပြီးရင်ရှိရှိသမျှသတော်ဝါအကုန်လုံးအကုန်ပြတ်သွားကြမှာဟုတ်လားပြီးရင်တက်ကပြန်ဆဝါတစ်ခုပြန်ဆပြက်ပြန်ပြီဖြစ်လာပြန်ပြီသေပြန်ပြီဖြစ်လာပြန်ပြီသေပြန်ပြီအဲ့ဒီကိစ္စကိုမြန်းမြန်းမြင်အောင်ကြည့်ကြည့်လိုက်များများမြင်အောင်ကြည့်ကြည့်လိုက်ဘဝရဲ့ပုံမှာနားလည်မှုအလွန်မှမြင်မာလာတာကိုသိရလိမ့်မယ် ဟုတ်လားဘုန်းဘုန်းတို့ကဘဝနဲ့ပတ်သက်ပြီးတော့ဘာမှလေးလေးနက်နက်သိအောင်မလုပ်ဘူးဘဝနဲ့ပတ်သက်ပြီးတော့ဘုန်းဘုန်းတို့နားလေတာက ရှင်းသန်းနေတဲ့အခိုက်အတန့်မှာဘလို့နေရမလဲဆိုတဲ့ကိစ္စကိုပဲအများကြီးတွေးတာတော့သူများအရှင်ပြေတယ်အရှင်မပြေဘူးအရှင်ပြေတယ်မပြေဘူးပြောနေတာကိုကစားဘာနဲ့ပတ်သက်ပြီးတော့ပြောနေတာတော့ရှင်းသန်းနေတာနဲ့ပတ်သက်ပြီးတော့ပဲပြောနေတာ ခိုင်မင်းအဆင်ပြေပြေမပြေပြေတေလဲတေရအောင်ပါဆိုတာပါတော့အမှန်တရားကြီးအဲ့ဒီအမှန်တရားကိုဖုံးလို့ပါလို့ပါတော့စဉ်းစားရမယ်ကုဒီမမြတ်စွာဘုရားအနှစ်ချုပ်လေးပြောတာနော်ပုဏ္ဏပုဏ္ဏဇာယတိမယတိဇာထက်ခါထက်ခါဖြစ်ရတယ်ထက်ခါထက်ခါဖြစ်တော့ထက်ခါထက်ခါပြည့်ရတယ်ပေါ့မွေးရတယ်ပေရတယ်သိပြီးတော့ဘာဖြစ်မှာတော့ ਨੇ မြင်ကွင်းလေးကိုမြင်အောင်မြတ်စွာဘုရားပြောတာပုဏ္ဏပုဏ္ဏတိဝတိကံဟရန္တိ ုဏဘုဏ္ဍဋ္ဌကဋ္ဌကတိဝတိကံသင်္ញိုင်းတို့ဟရန္တိကိုခန္ဓာယုတ်လောင်းကိုသိဆောင်သွားကြတယ်။သိပြီဆိုတော့ဋ္ဌကဋ္ဌကသိတော့ဋ္ဌကဋ္ဌကသင်္ញိုင်းကိုအပုတ်ခံရတာပေါ့။ဟုတ်လားဋ္ဌကဋ္ဌကသင်္ញိုင်းကိုပို့တော့မြည်ကြီးကဋ္ဌကဋ္ဌကတိုးတာပေါ့။ကိုကမြည်ကြီးတိုးပေါ်အောင်လှုပ်နေတာနော်။ဘဝနဲ့ရင်းပြီးတော့မြည်ကြီးတိုးပေါ်အောင်လှုပ်နေတာ။နမတကတန်ယုတ်ဒေသနာတွေမှာဆိုရင်မြတ်စွာဘုရားအဲ့လိုဟောတာတွေရှိတယ်။နော်သင်္ញိုင်းမြည်ကို တိုးပွားစေခဲ့ဘူးလှလေပြီ ဟုတ်လားပြင်းထန်တဲ့ပျက်စီးမှုခါတီးတဲ့ဆင်းရဲမှုတွေကိုကြိမ်ဖန်များစွာခံစားခဲ့ရဘူးလှလေပြီဘဝနဲ့ပတ်သက်ပြီးတော့အဲ့လိုသုံးသပ်ခိုင်းတယ်နော်မြတ်စွာဘုရားခုဒီမှာတော့မြတ်စွာဘုရားဂါထာလေးဆိုတော့အတူချုပ်ပြီးတော့ဟောတာဟုတ်လားပုဏ္ဏပုဏ္ဏဇာယတိမိယတိသာပုဏ္ဏပုဏ္ဏတိဝတိကာရန္တိအဖာမမွေးဖွားရတယ်ထက္ခတက္ခမွေးဖွားရတယ်ထက္ခတက္ခသေဆုံးရတယ်အဲ့ဒီတော့ထက္ခတက္ခသင်္ချိုင်းကိုအပုတ်ခံရတယ် အဲ့ဒါကိုနားလည်ပြီးတော့မေခင်စလက်တာအပုဏ္ဏဘဝရယ်နော်အပုဏ္ဏဘဝရယ်ထက်ခါထက်ခါမဖြစ်ဖို့အတွက်မေခင်စလက်တာနီလန်းကိုရတယ်မထက်ခါထက်ခါမဖြစ်ချင်ဘူးဆိုရင်ထက်ခါထက်ခါမဖြစ်ဖို့အတွက်ဘုံဘုံတို့မှန်ကန်တဲ့လိကျင့်စရာ နီလန်းဆိုတာရှိတယ်အဲ့ဒီလန်းကဘာတုံးဆိုရင်မေခင်ရှိပါဘူး မဲခင်စလက်တာအပုဏ္ဏဘဝရတယ်ထက်ခါထက်ခါမဖြစ်ဖို့အတွက်လမ်းကိုသူဟာရတယ်ရတော့အဲ့ဒီလမ်းကိုသူရှောက်တယ်ရှောက်တဲ့အခါကျတော့သူ့ရဲ့ဉာဏ်ပညာအသိတွေဟာတိုးလာတယ်တိုးလာတဲ့အခါကျတော့နာပုဏ္ဏပုဏ္ဏဇာယတိဘူရိပညောနောက်ဆုံးအပိုက်ကလေးနော်ဘူရိပညောသူ့ရဲ့ဉာဏ်ပညာကတကယ်ကိုဒုနဲ့တယ်နဲ့အကြီးကြီးဖြစ်လာတယ်ဗောဘဝကြောင့်နားလည်မှုတွေအများကြီးရှိလာတယ် ဘုံဘုံအရက်သုံးလေးတွေနဲ့ပြောနေတာနော်နားလဲမှုလို့ဘုံဘုံသုံးလိုက်တယ်နော်ဘာကိုနားလဲတာလို့ဘဝရဲ့အကြောင်းကိုနားလဲတာအဲ့ဒါကိုပညာလို့ခေါ်တာပဲနော်မဉ္ဉံဘူဉ္ဉံဆိုတာလဲဘဝရဲ့အကြောင်းကိုတကယ်ကိုအမြင့်မားဆုံးအဆင့်ထိရောက်အောင်သိတဲ့မြင်တဲ့ဉာဏ်ကိုမဉ္ဉံဘူဉ္ဉံခေါ်တာပဲဟုတ်တယ်မဟုတ်လားဒုက္ခဘဝဆင်းရဲခြင်းများတာဖြစ်တယ်ဆိုတော့တကယ်ပိုင်ပိုင်နိုင်နိုင်ပိုင်ချပြီးတော့တိရိုက်တဲ့ခါမှာသမှုရိယသစ္စာကိုပယ်နိုင်သွားတယ် နိရောဓသစ္စာကိုမျက်မှောက်ပြုနိုင်သွားတာမဂ်ဂင်၈ပါးပြည့်စုံသွားတာအဲ့ဒါဘာလို့ခေါ်တာတော့မဲ့ညာလို့ခေါ်အဲ့ဒါကိုဘုံဘုံတို့ကနော်ကိုယ်စိတ်ထဲမှာပိုင်ပိုင်နိုင်နိုင်နားလည်အောင်ကြိုးစားရနော်ခုဉာဏ်ပညာကိုဘုံဘုံကဘလို့လေးပြောလိုက်တာတော့ဘဝရဲ့ပုံမှာနားလည်မှုကြီးမားလာအမှန်တိုင်းနားလည်တာကိုပြောတာနော်ဟုတ်လားအဲ့လိုဗုဒ္ဓပညာနော်ဉာဏ်ပညာကတကယ်ကြီးမားလာပြီဆိုလို့ရှိရင်နတ်ပုဏ္ဏပုဏ္ဏဇာယတိတူဟာထက်ခါထက်ခါ မဖြစ်ရတော့ဘူးတဲ့တခါတခါမဖြစ်ရတော့ဘူးဆိုတော့ဖြစ်ချင်းရဲ့နောက်ဆက်တွဲပြဿနာတွေဒုက္ခဒုက္ခတွေဘာမှဘုံဘုံတို့ရင်မဆိုင်ရတော့ဘူးပေါ့ဟုတ်လားစဉ်းစားနော်ဒီမဖြစ်ချင်းကိုဘုံဘုံတို့ကတန်ဖိုးထားတတ်ဖို့လိုတယ်မဖြစ်ချင်းကိုလူလားတောင့်တတဲ့သဘောလေးရှိဖို့လိုမယ်သာသနာနဲ့တွေ့တဲ့အခိုက်အတန့်လေးမှာအခုဘုံဘုံတို့ ကဘယ်နေပေမှာကျင်လေကျစားတယ်ဆိုတော့ဖြစ်ချင်းနေပေမှာပဲကျင်လေကျစားတယ်ခုဖုံဖုံအတန်တွေကဖြစ်နေတယ်အစ်စ်အစ်ဖြစ်နေအခုနာယီတန်ဟာဘာလို့အစ်စ်အစ်ဖြစ်တယ်ဖြစ်ပြီးတော့မရှိတော့နပူတယ်အေးတယ်ဆိုတာအစ်စ်အစ်ထပ်ဖြစ်နေတာစိတ်ကူးတယ်တွေးတယ်ဆိုတာအစ်စ်အစ်ဖြစ်နေတာစိတ်ထဲကအဆင်ပြေတယ်မပြေဘူးဆိုတဲ့ခံစားချက်တွေဟာလည်းအစ်စ်အစ်ဖြစ်နေတာဖြစ်ပြီးရင်ဖြောက်သွားတာပဲနောက်ထပ်ထပ်ဖြစ်နေတာမယမနာထပ်ထပ်ဖြစ်နေတာပဲ အဲ့ဒီထက်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 ဖြစ်နေတဲ့ကိစ္စဟာနော်ပြီးဆုံးပြောက်ွယ်သွားတဲ့သဘောနဲ့ပဲအဆုံးသတ်သွားတာပဲဒါကြောင့်သူဟာကောင်းတဲ့အရာမဟုတ်ဘူးလို့ပြောတာနော်အနေဆာဝရသင်္ခါရဥပါရဝယဓမ္မိနောဥပိစိတဝါနိရုဇ္ဇန္တိတေတံဥပသမောသူခေါ်တယ်နော်ရုပ်တည်နံလေးဆိုတာအဖြစ်တရားတွေအဖြစ်တရားတွေဆိုတော့သူကဘာလုပ်ရလဲပြည့်ရတယ်ဖြစ်ပြီးရင်ပြည့်သွားတယ်ဒါပဲအဲ့ဒီတရားတွေလုံးဝချုပ်ငြိမ်းသွားမှစစ်မှန်တဲ့ချမ်းသာကိုရမှာလို့ဘုရားအဲ့လိုဟောခဲ့တာ ဲ့ဒီကာထာလေးရတယ်မို့လားနော်ဘုရားပဋိနိဗ္ဗာန်ဆံဃာနေလေဟောခဲ့တာပဲကျိမ်ပန်များစွာဟောတဲ့အဲ့ဒီကာထာလေးကျုပ်တို့ဒီတော့အတုပါချကလေးဆိုအမြဲတမ်းရွှေ့ရတယ်သင်္ချန်ကုန်မှာအနိစ္စဝတ္တသင်္ခါရဥပါဒဝေယဓမ္မိနောဥပိစိတဝနိရုဇန္တိတေတံဥပါဒမောဒုခောရုပ်တည်နံနေဒီဘဝတွေဆိုတာနော်ဖြစ်ပြီးရင်ပြတ်သွားတဲ့သဘောတွေဖြစ်ချင်းပြတ်ချင်းသဘာဝတွေအဲ့ဒါတွေငြိမ့်သွားမှချမ်းသာတယ်တေတံဥပါဒမောဒုခောတယ် တေတံအဲ့ဒီယုတ်တေနံနေဖြစ်ပြနေတဲ့သဘာဝတွေဝိပါဒမောငိမ့်ရသည်တေတံထိုယုတ်နံတို့ဤဝိပါဒမောငိမ့်ရသည်သူခေါ်ချမ်းသာတယ်လို့ဟောတာအဲ့ဒီနေပဲကိုကျွတ်တို့ညာကမတတ်ဝန်နိုင်သေးဘူးကျွတ်တို့သိတာဖြစ်ချင်းချမ်းသာဖြစ်ချင်းဆင်းရဲလောက်ပဲသိတာဘာလို့ဖြစ်ရင်ကောင်းမှာကိုစိတ်တိုင်းကြလေးဖြစ်လာရင်သဘောတွေကြအဲ့ဒါလည်းပြီးတော့လည်းပြီးသွားရောရောင်နာနာနဲ့ကြံရစ်ပြန်ရောဟုတ်လား စဉ်းစားနော်အဲ့တော့သူကဘာပြောတော့ဒီမှာနပုဏ္ဏပုဏ္ဏဇာတိပူရိပညာဉာဏ်ပညာတကယ်ကြီးလာပြီရှင်သူကထက်ခါထက်ခါမဖြစ်ရတော့ဘူးတဲ့ထက်ခါထက်ခါဖြစ်ရတဲ့ဖြစ်စဉ်ကြီးကိုသူဘာဖြစ်သွားတော့ချောလွန်သွားပြီ